မင်္ဂလာပါဒီဗီဒီယိုကတော့မုံပြဟွာရာအထမ အပိုင်း၄ဖြစ်ပါတယ်ဒီတော့ကျွန်တော်ရှိမှဗီဒီယို၃ပုဒ်အထိလုံပြီးခဲ့ပြီဗျာအဲ့ဒီဗီဒီယို၃ပုဒ်ထဲမှာတော့ကွန်မန့်ပေါင်း၁၆တောင်ကျွန်တော်မြင်တွေ့ခဲ့ရပြီးပါပြီအဒီရဝရဗုဒ္ဓဘာသာကိုကြီးညိုကြရတဲ့ဘာသာဝင်တွေကလည်းသူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဝီမြထားတာကိုကျွန်တော်အသေးချာလေးဖတ်ရှုရတယ်လို့ အဒီဝါဒကိုလက်ခံကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူရဲ့ယူဝါဒနဲ့ပတ်သက်ပြီးတော့ဘလောက်ထိတောင်မှသူရဲ့စိတ်ထဲမှာခိုင်မာနေကြောင်းဒီယူဝါဒဟာဘလောက်ထိမှန်ကန်နေကြောင်းဒါတွေကိုသူရဲ့စကားလုံးအဖြစ်အမျိုးမျိုးနဲ့ပုံဖော်ပြီးတော့အရေးသားပြောဆိုထားတာကိုကျွန်တော်တို့တွေဟာမြင်ကြတွေ့ကြရပါတယ် အဲ့ဒီဗီဒီယိုသုံးပုဒ်တလုံးကိုမိတ်ဆွေတို့ကပြန်ကြည့်ရတဲ့အခါမှာလေအဲ့ဒါတို့ပြောထားဆိုထားတဲ့ comment ပေါင်း16000ကိုမြင်ရတွေ့ရပါလိမ့်မယ်။အစာပိုင်း comment တချို့ကိုတော့ကျွန်တော်ဟာပြန်ပြီးတော့ response လုပ်ပေးပြင်မယ် reply ပြန်ပေးပြင်မယ်။အဲ့ဒီနောက်ပိုင်းမှာအများကြီးပြောလာတဲ့ comment တချို့ကိုတော့ကျွန်တော်ဖတ်ပေးဖတ်ပြီးတော့မှတ်ထားလိုက်ပါတယ်။သူတို့ကဘာတစ်ခုမှကျွန်တော်ပြန်မပြောပါဘူး။မအောင်လဲဆိုတော့သူတို့ကိုကျွန်တော်မြင်နေရတာဟာအမတန်းမှစိတ်ထဲမှာ ရုဏာတတ်မိပါတယ်ကရုဏာတတ်တယ်ဆိုတာသူတို့ကိုကျွန်တော်တနာမိပါတယ်အဲ့ဒီလိုတနာရတဲ့အကြောင်းရင်းကတော့ဒီကနေ့ခေကြီးလို့အရာရာတိုးတက်နေပါတယ်ဆိုရဲခေကြီးတဲ့မှာသူတို့ရဲ့မှားယွင်းလုံးနဲ့ခေဟောင်းအတွေးကြီးရဲ့မှာပိတ်မိနေတာကြီးကိုကျွန်တော်အံ့ဩလို့မဆုံးဖြစ်နေရပါတယ်အဒီနေ့ဒီချိန်ထိသူတို့ရဲ့ယူဝါဒကမှန်ကန်ပါတယ်လို့သူတို့တွေဟာဆက်လက်ဖြန့်ဝေနေတုန်းဆက်လက်မျှဝေနေတုန်းဆိုပေမဲ့ သူတို့ယူဝါဒဟာမှားခဲ့ကြောင်းကိုလေချစ်မာရောကနှစ်ပေါင်းများစွာလေးကဆုံးဖြတ်ချက်ချပြီးသားပါဒီတော့ဒီလိုမျိုးဆုံးဖြတ်ချက်ချတယ်ဆိုတဲ့ကိစ္စတွေပါလာပြီဆိုတော့ကျွန်တော်တို့ပြောခဲ့တဲ့မြတ်ဇကလုံးနေအားလုံးနေကနေအနှစ်ချုပ်ပြီးတော့ပြောလို့ရတယ်သူတို့ရဲ့အတွေးတချို့ကိုသွားသိရပါတယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်တွေသူတို့ပြောတာဟာမင်းထက်တော်ရေးတက်တဲ့ဇီယာရောသမရောကြီးတွေတော်မှာ ရင်မဆိုင်ရဲ့လို့လှုပ်ပေးထားရတယ်။ဒါသူတို့ရဲ့ပြောဆိုချက်နော်။မင်းထက်တော်ရဲတက်တဲ့ဆရာတော်သမတော်ကြီးတွေတကယ်စာတက်ပြီးတဲ့ယဟန်သံဃာတော်ကြီးတွေပေါ့ဗျာ။ဆရာတော်ကြီးတွေပေါ့။ဒီလိုမျိုးဆရာတော်ကြီးတွေတော်မှာဒီယူဝရကိုရင်မဆိုင်ရဲ့လို့ဒီပုဂ္ဂိုလ်ကြီးနဲ့ထိတ်တိုက်မတွေ့ရဲ့လို့လှုပ်ပေးထားရတယ်ဆိုတဲ့အပြောတစ်ချက်ရှိတယ်။နောက်ထပ်တစ်ချက်ကကြတော့ဒီယူဝရကမင်းမမွေးခင်နေကပေါ်နေတာဆိုရဲ အပြောတစ်ချက်ရှိတယ်။နောက်တဲ့တစ်ချက်ကကြတော့စိတ်ဝင်စားစရာကောင်းနေပြန်။ဒီတစ်ချက်ကကြတော့ဘာကြောင့်လဲဆိုတော့ထေရဝါဒမဟုတ်ဘူးဆိုတာနဲ့မင်းတို့တွေကအာရမဝါဒလို့သတ်မှတ်လိုက်တာလားဆိုတဲ့ပြောဆိုချက်ဖြစ်တယ်။ဒါလေးကစိတ်ဝင်စားစရာပဲ။ကျွန်တော်ရှိကနှစ်ချက်ကိုပြီးမှရှင်းပြမယ်။ဒီတစ်ချက်ကိုရင်ရှင်းပြမယ်။ထေရဝါဒမဟုတ်တာနဲ့အာရမဝါဒလို့ဆုံးဖြတ်တာလားဆိုတဲ့အပြောဟာ ။ဒါမှန်ဘာသာရေးအတွေးကိုမရှိတဲ့သူတွေဘာသာရေးနဲ့ပတ်သက်ပြီးတော့ထဲထဲဝဝမလေ့လာထားတဲ့သူတွေဆိုရင်တော့ထေရဝါဒဟာဒီလိုကြီးလားဟဆိုပြီးတော့မှထင်စရာရှိတဲ့ပြောဆိုချက်ပါ။သူတို့တွေဟာတိတ်ပြီးတော့ psychology ဘိုင်းကိုပိုင်တဲ့လူတွေလို့ကျွန်တော်အာတွားပြီးတော့မြင်မိတယ်။သူတို့ပြောတဲ့စကားလုံးတွေဟာတပုတ်လိုပဲအများနဲ့ရှုပ်ထွေးနေတာဒီနေရာမှာမှန်နေပေမဲ့တခြားနေရာမှာမားရင်မားသွားတာဆိုလိုချင်တာကတော့ အတိတ်ကိုလက်သက်မခံဘူးရှေးဘဝနောက်ဘဝကိုလက်သက်မခံဘူးလို့ဒီနေရာမှာပြောထားပြီပဲနောက်တနေရာရောက်ရင်နောက်ဘဝဆိုတာကြီးကအိုးရှိပါလားဆိုရယ်ပုံစံမျိုးလေးသူတို့ဟာပြောင်းပြောခြင်းပြောနေတယ်။ထားပါတော့ဗျာ။ဒီတော့ဒီပြောဆိုချက်ကိုပဲကျွန်တော်တို့ပြန်ရှင်းမယ်ဗျာ။တကယ်ပဲထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့ယူဝါဒမဟုတ်တာနဲ့ပဲတခြားယူဝါဒတွေကိုအာရမဝါဒလို့ဆုံးဖြတ်တာလားလို့မေးခွန်းထုတ်မယ်ဆိုရင်တော့ဟန်ရွက်ပါစံလုံးဝမဟုတ်ပါဘူး။ ်ဒေတာဝါရမဟုတ်တာနဲ့တခြားတခြားသောအယူဝါဒတွေတခြားတခြားသောဂိုင်းတွေကိုအရမဝါရလို့ဘယ်တုံးဘယ်တုံးကမှမဆုံးဖြတ်ခဲ့ပါဘူးဘယ်တုံးဘယ်တုံးကမှငါတို့ကတော့ထေရဝါရအင်အားကြီးတယ်ဒီတော့ဒီအင်အားကြီးတာနဲ့အမျှငါတို့လောက်တော့အင်အားမကြီးသေးတဲ့ဂိုင်းကနလေးတွေကိုငါတို့ဟာစော်ထုတ်လိုက်မယ်ဟာဖိနှိပ်လိုက်မယ်ဟာဆိုတာမျိုးထေရဝါရတမိုင်းတျှောက်မှာမရှိခဲ့ဘူးပါဘူးဒီတော့ဒီနေရာမှာသူတို့နားမလဲတာလေးကိုကျွန်တော်ပြန်ပြောပြချင်တာက လွန်ခဲ့တဲ့1340ခုနှစ်တဘူတွင်လားပြကျော်တရက်1980ပြည့်နှစ်ဖေဖော်ဝါရီလတရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာတီရှိပြီးသားဖြစ်တဲ့ဂိုင်းကြီးကိုးကိုင်းကလွန်ရင်တခြားတခြားသောဂိုင်းအစ်စ်တီထောင်လာရေဘလူဘလူမျိုးသောအစာတက်ပုဂ္ဂိုလ်ကြီးကမှဘလောက်တော်တဲ့ဂိုင်းကြီးဘလောက်ကောင်းတဲ့ဂိုင်းကြီးကိုတီထောင်တာမျိုးကိုမှခွင့်မပြုတော့ပါဘူး။ဒါနိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ဥပဒေပါ။ကျွန်တော်ပြဋ္ဌာန်းထားတဲ့ဥပဒေမဟုတ်တယ်လို့ ထေရဝါဒကဘုန်းကြီးတွေစုပြီးတော့နိုင်ငံတော်တန်ခါမာနိုင်ကအဲဘုန်းကြီးတာ48ပါးလောက်ကပဲသူတို့ရဲ့အတွေ့သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ကြိတ်ကြိတ်ကလေးတိုးတိုးကလေးလုတ်ပြီးတော့ပြဋ္ဌာန်းလိုက်တဲ့ဥပဒေမဟုတ်ပါဘူး။တဟာတနိုင်ငံလုံးတိုင်းပြည်ပြည်သည့်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေပါ။ဒီတော့ဒီနေရာမှာဂိုင်းကြီးကိုဂိုင်းကလွှဲရင်တခြားဂိုင်းကြီးဒီထောင်ခွင့်မရှိတော့ဘူးဆိုရဲပြောဆိုချက်ကပါလာပြီဆိုတော့အဲ့ဒီဂိုင်းကြီးကိုဂိုင်းကထေရဝါဒဂိုင်းကြီးကိုဂိုင်းလားလို့မေးเสียရှိတယ် ဒီတော့အဲ့ဒီဂိုင်းကြီးကိုဂိုင်းကိုကျွန်တော်ဖတ်ပြပါမယ်ဒါလေးကိုမေ့ရှိလို့ဒီနားထောင်ကြည့်ပါပထမဆုံးဂိုင်းငါကြတော့သူ့ဓမ္မဂိုင်းပါဒုတိယဂိုင်းငါကြတော့ရွှေကျင်ဂိုင်းပါတတိယဂိုင်းငါကြတော့ဓမ္မနုဓမ္မမဟာဒွာရနိကာယဂိုင်းပါနံပါတ်၄ကကြတော့ဓမ္မဝိနည်းနုလုံးမှာမူလဒွာရဂိုင်းပါနံပါတ်5ကကျတော့အနောက်ချောင်းဒွာရခိုင်းမှာနံပါတ်6ကကျတော့ဝေလူဝဏိကာယခိုင်းမှာနံပါတ်9ကကျတော့စရုပုံမိကမဟာတရိပရံနှက်တွင်းခိုင်းမှာနံပါတ်10ကကျတော့ကနဝိမုတ်ကရုခိုင်းမှာ နံပါတ်9ကကြတော့ဓမ္မယုတ်တိနိကာယမဟာယင်ဂိုင်းပါဒါကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာလက်ရှိရှိနေတဲ့ဂိုင်းကြီး9ဂိုင်းဖြစ်ပါတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ထဲထဲဝင်ဝင်နားမလည်ကြတဲ့သူတွေကတော့ဒီထေရဝါဟဆိုတဲ့အရာကြီးကိုသူတို့ကဂိုင်းတဂိုင်းလို့မြင်နေပါတယ်ပြန်ပြောမယ်နော်ထေရဝါဟဆိုတာကြီးကိုသူတို့ကဂိုင်းတဂိုင်းလို့မြင်နေတယ်ပြီးတော့အဲ့သူရဲ့ဒီမိုးပြဝါရဆိုတာကိုလည်းဒါကြီးကိုလည်းသူတို့ကဂိုင်းတဂိုင်းလို့မြင်တယ် ဒီလိုရောထွေးနေကြတာပေါ့ဗျာထေရဝါရဆိုတဲ့အတိတ်ဘယ်ကိုနားမလည်ကြတဲ့အခါမှာထေရဝါရကလည်းဂိုင်းတကိုင်းရွှေကျင်ကလည်းဂိုင်းတကိုင်းသူ့တမားကလည်းဂိုင်းတကိုင်းသူတို့ကအဲ့လိုထင်နေတယ်။အခုကျွန်တော်ဂိုင်းကြီးကိုဂိုင်းကိုဖတ်ပြလိုက်တဲ့အခါမှာထေရဝါရဂိုင်းဆိုပြီးတော့မိတ်ဆွေတို့ကြားလိုက်ကြလား။ထေရဝါရဂိုင်းဆိုပြီးတော့မိတ်ဆွေတို့ကြားလိုက်ကြလားလို့ဒါမိတ်ဆွေတို့ရဲ့လက်မခံနိုင်တဲ့အပိုင်းတွေကမိတ်ဆွေတို့ရဲ့ဘာသာရေးဆိုင်ရာအားနည်းမှုဖြစ်ပါတယ် ထေရဝါဒဆိုတာအယူဝါဒကိုပြောချင်တာပါဒါနားလေလို့အောင်လူပင်းကြိုက်ကျွန်တော်ရှင်းပြတာပါကျွန်တော်ဘာသာရေးနဲ့ပတ်သက်ရင်ရှင်းပြပြောပြသမျှမှာသကလုံးအဖြစ်တိတ်ပြီးတော့မနူးညံ့ပါဘူးဘာကြောင့်လဲဆိုတော့ဒီကနေ့ခေတ်လူငယ်တွေဒီကနေ့ခေတ်လူတွေရဲ့အတွေးခေါ်တွေဟာဟုတ်ကဲ့ခင်ဗျာမင်္ဂလာပါခင်ဗျာအဲအဲ့ဒါကတော့မှားနေပါတယ်ခင်ဗျာအဲ့ဒါကတော့အမြတ်စွာဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေနဲ့မှားနေပါတယ်ခင်ဗျာကျွန်တော်အဲ့ဒီလိုခင်ဗျာခင်ဗျာနေတယ်သွားပြောနေမယ်ဆို ကျွန်တော်ကဘယ်တော့တောင်မှပြောကြဆိုကြမလဲမသိဘူးဗျစကလုံးအဖြစ်ကျွန်တော်ဟာအခုလိုမျိုးပြက်ပြက်သားသားပြောဆိုနေတာတောင်မှဘိန်းသမ ्या လူတွေကလည်းဒီနေ့ဒီချင်းကြီးဘိန်းနေတော့မှာမင်းတို့ထီရဝါရဂိုင်းကြီးကမဟုတ်တာနဲ့တခြားဂိုင်းတွေကို အာရမဝါရအဖြစ်ဆုံးဖြတ်လိုက်တာလားအာရမဝါရအဖြစ်မင်းတို့သူသွင်းလိုက်တာလားဆိုရင်အတွေ့ဟာတိမ်မားပါတယ်နော်ဒါဆိုလို့ရှိလို့ရှိရင် ။ဘာကြောင့်ဒီဂိုင်းကိုဒီယူဝါရရှိတဲ့သူတွေကိုအရမဝါရဖြစ်ထေရဝါရကဆုံးဖြတ်လိုက်တာလဲလို့မေးကြရရှိတယ်။ကိုနေလည်းမဆိုင်မင်းနဲ့ဘာဖြစ်လို့ဆုံးဖြတ်တာလဲပေါ့ဗျာမသိတဲ့လူကြီးကဒီတော့ပြန်စစ်စားကြည့်ပါမဆိုင်ပါဘူး။မေးချေလို့အပေါ်ရန်ထင်ထားတယ်လို့မဆိုင်ပါဘူး။ဘာကြောင့်မဆိုင်တာလဲဆိုတော့သူကိုယ်တိုင်ကလည်းထေရဝါရတွေကနေနှုတ်ထွက်လိုက်ပြီးဆိုပြီးတော့အဒီအလင်းကိုကြီးညာပြီးတော့မှထွက်သွားတာပါ။ ဒါပေမဲ့ဆိုင်နေတာကပါလဲဆိုတော့ဒီထေရဝါဒရဲမှာရှိတဲ့ပိဋကတော်ရီတီကာရီအထကရာရီကိုလိုချင်တဲ့ဟာကိုသူကယူသုံးနေဗျာလိုချင်တဲ့ဟာကိုယူသုံးနေယူသုံးပြီးတော့သူပြောချင်တဲ့အရာတွေပြောတယ်သူဆွဲချင်တဲ့အရာတွေဆွဲတယ်ဗျာဒီတော့ဒီဟောပြောမှုတွေဒီသုံးဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့နားလည်လွယ်အောင်ဥပမာတစ်ခုထပ်ပြီးမယ်ကျွန်တော်ကစကားပြောလို့ရှိရင်ဥပမာဥပမေးရတယ်ဘာကြောင့်ခဏခဏပြောရတာလဲဆိုတော့နားလည်လွယ်အောင်ကျွန်တော်ပြောရတာအဲ့ဒါကဘာလဲဆိုရင် ကျွန်တော်တို့မိဘတွေနဲ့မတည်ဘူးပေါ့ဗျာကျွန်တော်ကသားသမီးအခုဗီဒီယိုကိုကြည့်နေတဲ့ကမိတ်ဆွေကကျွန်တော်ရဲ့မိဘပဲထားပါတော့နော်အာကျွန်တော်တဲ့ငငယ်ကြီးကြီးမိဘပဲထားလိုက်မိတ်ဆွေနဲ့ကျွန်တော်နဲ့မတည်ဘဲနဲ့ကျွန်တော်မိဘဖြစ်တဲ့မိတ်ဆွေနဲ့ကျွန်တော်နဲ့မတည်ဘူးမတည်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်မိဘအိမ်မှာကျွန်တော်မနေဘူးပေါ့ဗျာမိတ်ဆွေအိမ်မှာကျွန်တော်မနေဘူးမနေဘဲနဲ့ကျွန်တော်ဘာသာအပြင်မှာအိမ်ခွဲနေမယ်ဒါပေမဲ့စားကန်ဒီအချိန်ကျွန်တော်တမင်းစားကြည့်ပြီးဗိုက်စားနေတဲ့ခါကျတော့ မိဘရဲ့ထမင်းယူစားရပို့ဘာဖြစ်လဲအိမ်လာတဲ့ခက်တီနဲ့မျက်နှာပြောင်တိုက်ပြီးတော့ဘတ်ဆိုယူစားသွားတယ်ဟိုမိဘတွေဥချပြီလားမဥချပြီလားဒါကမိဘတွေအတွက်ဟုတ်လားမဟုတ်လားဘုန်းကြီးတွေလောင်းဖို့ဟုတ်လားမဟုတ်လားကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်ဘိုက်စာလို့လာယူစားသွားတယ်ပြီးပကံမစိမ့်ဖြစ်ချထားခဲ့ပြီပြန်ထွက်သွားမယ်အဝိစားတွေဝစ်တယ်မရှုံးလာပြချထားခဲ့တယ်မိဘတွေရှော်ဆိုပြီးကျွန်တော်အဲ့လိုမျိုးလုပ်မယ်ဒါဆိုလို့ရှိလို့ရှိရင်မိဘဖြစ်နေတဲ့မိတ်ဆွေကလက်သိမ်းခံနိုင်မလားဘယ်လက်သိမ်းခံနိုင်မလဲနော် ဘယ်လက်သင့်ခံနိုင်မလဲဒါမိဘနဲ့သားသမီးဥပမာပဲရှိသေးတယ်ဘာသာရေးဆိုတာဒီတက်မကတိမ်မွေ့တယ်ဘာသာရေးဆိုတာဒီတက်မကနူးညံ့တယ်အစာပေါင်းမြောင်များစွာနူးညံ့တိမ်မွေ့တယ်ဗျာအခုတို့လုံနေတဲ့ပုံစံဟာအဲ့ဒီပုံစံပါအဲ့ဒီလိုပုံစံလုတ်ခဲ့တာထေရဝရကိုမယုံကြည်လို့ထေရဝရအယူတွေကိုမကြိုက်လို့ထွက်သွားပြီးပြီဒါပေမဲ့ယူသုံးတဲ့ဒီကားရီအထာကရာရီပြိတ္တကတော်ရီကဒီထေရဝရတွေရဲ့ဟာတွေယူသုံးတာဗျာစဉ်းစားကြည့်စမ်းပါဒီတော့ဗျာ ထေရဝါဒရဲမှာရှိကြတယ်။ဇီယာတော်သမတော်ကြီးစာတက်ပြီးတဲ့ပုဂ္ဂိုလ်အကျော်မော်ကြီးကဘယ်လက်သင်ခံနိုင်မလဲ။စဉ်းစားကြည့်ဘသူကလက်သင်ခံနိုင်မလဲ။ဒါကြောင့်မို့လို့လေဝိနည်းဆရာဆိုတာဖြစ်သွားတာ။ကြီးဦးရှင်းရှင်းလေးနော်။ဟုတ်တယ်မလား။ဒီကိန်းလေးကနေခွဲထွက်သွားပြီးတော့ကိုယ့်ဘာသာခိုင်းတဲ့ခိုင်းထောင်ပြီးတော့အာပါ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 ဆိုပြီးတော့သိတယ်မလားစကားမပြောတတ်တဲ့လူတွေလူမျိုးကိုယ့် language နဲ့ကိုယ့် UI နဲ့အဲ့ဒီစကားမပြောတတ်တဲ့လူတွေကြီးပဲစုနေပြီးတော့ ကိုယ့်ရဲ့ယူဝါဒတွေကိုဟောပြောနေရင်တော့ဘသူကလာပြီးတော့ဟိုတရားဆွဲမှလေသူတို့ဘာသာစကားနားမလည်ဘူးလေသူတို့ယူဝါဒဘာဒီမှကျွန်တော်တို့မသိဘူးလေကျွန်တော်တို့ဘာလို့တရားဆွဲရမှာလဲဟုတ်တယ်မလားဒီတော့ဝါဒတွေကဘုန်းကြီးတွေဘာလို့ရှုပ်เสียရှိရောလေဟောဒါသူတို့ဘာသာခိုင်းနေခိုင်းထောင်နေသူတို့ရဲ့အာဘာဘာခိုင်းမေးဆိုပြီးတော့လှုပ်ထားလိုက်မှာပေါ့ရိုးရိုးလေးဒါပြောပြတာနော်မနေ့ကတော့ဥပမာကိုလည်းမင်းရှိလို့ တွားပြီးတော့နားထောင်ကြည့်အဲ့ဒီခါကျရင်လေသူတို့ခိုင်းရဲ့လှုပ်လှုပ်ပုံသူတို့ခိုင်းရဲ့တွေးပုံခေါ်ပုံကိုမိရှင်တို့နားလေလာလိမ့်မယ်ပြစ္ဆုတ်ပံကံမဝါရဆိုတာပြစ္ဆုတ်ပံကံမဝါရပါထေရဝါရမဟုတ်ပါတံပြောမယ်နော်ပြစ္ဆုတ်ပံကံမဝါရဆိုတာပြစ္ဆုတ်ပံကံမဝါရပါထေရဝါရမဟုတ်ပါအဲ့ဒီအတွက်ကြောင့်ပြစ္ဆုတ်ပံကံမဝါရရဲ့ဒီကအထာကရာကိုယ့်ဘာသာရေးရွေးရွေးလေးပဲ ရေစိုးစိုးကတော့ကကျွန်တော်ပြောခဲ့တဲ့ဂိုင်းကြီးကိုးခန်းရှိတယ်။နော်အဲ့ဒါကဂိုင်းကြီးအဲ့ဒီလိုမျိုးဂိုင်းကြီးကမှသူတို့နဲ့သွားတူတာထေရဝါဒကဂိုင်းမဟုတ်ဘူး။ဒါကိုလေဟောနားလေစေချင်တယ်နော်။သူတို့နဲ့သွားတူတာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီဂိုင်းကြီးကိုးခန်းကလွယ်နောက်ပိုင်းဂိုင်းတွေထက်ပြီးတော့ဟောဘယ်လိုကုန်လဲအစ်စ်တီထောင်ခွင့်မရှိတော့ဘူးဆိုတဲ့ဥပဒေတွေကရှိတဲ့အချင်း ရှိနေတဲ့အခါရေသူတို့ကလည်းဟောကျင်တာတွေဟောပြောကျင်တာတွေပြောပြီးတော့ဂိုင်းတဲ့တီထောင်လိုက်တဲ့အခါရေအဲ့ဒီအချိန်မှာသွားပြီးတော့တွေ့ကြတဲ့အခါမှာဒီလိုမျိုးဓမ္မရမကိစ္စတွေဆိုတာဖြစ်သွားတာသူတို့ထက်မကစာတက်ကြရဲ့ရှိမှလည်းဒါဂိုင်းမောင်းမြောင်များစွာတွေကိုလည်းဝိနည်းစရာပြုလုပ်ခဲ့ပြီးပါပြီတချို့တွေလည်းအယူဝါဒတွေကိုဆွန့်လွှတ်သွားတယ်တချို့တွေလည်းအယူဝါဒတွေကိုမဆွန့်လွှတ်ပါဘူးအစိုးဆုံးကျွန်တော်မြင်နေရတာတော့ဒီကနေ့ဒီအချိန်မှာပြန်ပြီးပေါ်လာတဲ့ဂိုင်းနှကိုင်းရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့ကျောင်းသင်းမဝါရာဂိုင်းပေါ့နော်နံပါတ်1ကတော့ဒီဂိုင်းကတော့တိတ်မကြသေးဘူးအချိန်ကာလကမှဝိနည်းဆရာပြည့်လို့ခံလိုက်ရပြီဒီဂိုင်းကယူဝါရာတွေအများကြီးကိုဟောပြောတဲ့အတွက်ကြောင့်အေးဆရာတော်ကိုဒါဝိနည်းဆရာပြည့်လို့ပြီးတော့နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဒါအာဓမ္မဝါရာပြေဆုံးဖြတ်လိုက်တယ်ပေါ့အခုဒီဂိုင်းကြတော့နည်းနည်းလေးရှုပ်တယ်ဗျာတရားဒီဂိုင်းကတော်တော်ရှုပ်တယ်ဘာကြောင့်လဲဆိုတော့ဂိုင်းဒီထောင်တဲ့ပုဂ္ဂိုလ်ကလည်းဒီနေ့ဒီချိန်ထိရှိသေးတယ်ဒီနေ့ဒီချိန်ထိတက်ရှိတင်ချာရှိသေးတယ် အဲ့သူရဲ့တပည့်တော်ဝကတွေကလည်းခေတ်ကာလတွေပြောင်းလာတဲ့အခါမှာအဲဒီကနေ့ခိရတာနိပညာတိုးတက်မှုတွေကိုအသုံးချပြီးတော့လူတွေလည်းကိုပြန်ပြီးထိုးသွင်းတာပေါ့ဗျာအဲ့တော့တိတ်ပြီးတော့မခတ်ဘူးပေါ့ဒီနေ့ခေဒီနေ့ခါဆိုတော့ကလူတွေရဲ့အတွေ့လူတွေရဲ့ဟိုဘယ်လိုခေါ်မလဲလှုပ်ဆောင်ချက်တွေကအမြဲတမ်းထွေပြားနေကြတာအဲ့ဒီအချိန်မှဒီလိုကာလမှာအမြဲတမ်းမှတုတ်သွင်းပြီးလို့ကောင်းတာ ဒီတော့ကြောင့်သူတို့ပြန်ပေါ်လာတာပါကျွန်တော် channel တချို့ကိုလေ့လာကြည့်တဲ့အခါမှာဗီဒီယိုပေါင်း900ကျော်ရှိတဲ့ channel တွေဗီဒီယိုပေါင်း1000ကျော်ရှိတဲ့ channel တွေဒီတော့ဗီဒီယို900ဗီဒီယို1000တော့ဆိုတော့တစ်နှစ်ကိုရှိတာကရပေါင်း365ရက်ပဲရှိတယ်သူတို့ channel ထောင်တာကလည်းတစ်နှစ်ကျော်ပဲရှိတယ်စဉ်းစားကြည့်တယ်သူတို့ဘယ်တွေဘယ်အချိန်တွေဟိုဟာဒါတွေကိုတင်ကြည့်လို့စောင့်နေကြလဲမသိအခုကပဲ YouTube channel တွေထောင်တက်လို့လားဟို TikTok account တွေဖွင့်တက်လို့လား Facebook page တွေဖွင့်တက်လို့လားတော့မသိဘူး တနေ့မှာရေပေါင်း365ရက်ပြန်အသားမဲ့ YouTuber တယောက်ပေါ့ YouTube မှာတကယ်ကျူးကျူးဆဆနဲ့အပတ်စံရှာနေတဲ့ YouTuber တယောက်ဆိုရင်တော့တရက်ကိုတစ်ပုတ်ပေါ့ဗျာဟဲ့ဟုတ်တယ်မလားတရက်နှစ်ပုတ်တင်အောင်မလားကဲသုံးပုတ်တင်ပါဦးတဘောပြောပြရအောင်နော်တို့တွေတင်နေနှောင်းကအရန်ကျန်းတယ်တရက်သေးကိုတချို့ဆိုရင်၄-၅ပုတ်တင်တာ ဘလောက်တောင်မှဒီဟာကြီးကို YouTube ပေါ်မှာရှေ့စေခြင်းလဲ YouTube ရဲ့ algorithm ဆိုအချိန်တိုင်းပြတ်နှံ့သွားမယ်ဆိုတော့သူကောင်းကောင်းကြီးနားလေတယ်ဒီတော့တကဘာလုံးကိုထိုးပေါက်ခြင်းတာဗျာဘာသာရေးဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဒီထေရဝါဒရဲ့အနှစ်သာရတွေကိုကောင်းကောင်းမလိလာဘူးတဲ့သူတွေကောင်းကောင်းမဟိုမကြည်ညက်ထားတဲ့သူတွေဆိုရင်သူတို့ရဲ့ယူဝါဒမှာခြားလည်းပဲရမ်းသွားမယ်မယုံရင်မိတ်ဆွေတို့သူတို့ရေးထားတဲ့ comment တွေသွားဖတ်ကြည့်မြန်မာလူရေးတဲ့သူတွေလည်းရှိတယ်အင်္ဂလိပ်လူရေးတဲ့သူတွေလည်းရှိတယ် ပညာတက်တယ်နော်ပညာတက်တယ်ပညာတက်တယ်ရေးနေတာသွားဖက်ကြည့်ဗျာတိတ်ကြောက်စရာကောင်းတယ်ဗျာအာသူတို့တွေရဲ့အတွေးခေါ်ကတကက်တပုတ်လို့ပဲအများနဲ့ရှုပ်ထွေးနေတာအများနဲ့ရှုပ်ထွေးနေဘာဒီမှမသိဘူးဒေါက်တာကျွန်တော်ဖတ်ပြီးတော့နေအာအေးဟုတ်တာပဲဟုတ်တာပဲအဲ့လိုဖြစ်သွားနေမယ်အဲ့ဒီလိုဖြစ်သွားပြီဆိုရင်လေတရားဖို့မိတ်ဆွေရာဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျွမ်းကျင်ကျင်မလိလာထားရသေးလို့အထီရဝရရဲ့အကြောင်းကိုကောင်းကောင်းမသိသေးလို့တို့ရဲ့ယူဝါဒတွေကိုလက်ခံတာပါ ဲ့တော့ဒီနေရာမှာကျွန်တော်အတခါလေးပြောပြပါမယ်မိုးပြဝါရနဲ့ပတ်သက်ပြီးတော့ဝီနီစီယာလောက်ထားတဲ့စာအုပ်ဟာခရုံးကနေကျွန်တော်တို့ရိုက်ရှာလိုက်ပါမိုးပြဝါရဝီနီစီယာဆိုပြီးတော့ Chrome browser တစ်ခုခုကနေရိုက်ရှာလိုက်တဲ့အခါမှာ website ပေါ်36000ကျလာလိမ့်မယ်ဒါပေမဲ့တကယ်ဒေါင်းပြီးတော့ဖတ်လို့ရတာဟာဓမ္မဒေါင်းလုပ်မိသားစုကနေတင်ထားတယ်အဲ့ဒီဝင်းနီစီယာစာအုပ်ကိုပဲအမေစီလိုတွားပြီးတော့ဒေါင်းပြီးတော့ဖတ်လို့ရပါလိမ့်မယ်။ကျန်တဲ့ဝက်ဘ်ဆိုက်တွေကပတ်စံပေးရတာတို့သိတယ်မလား။လင့်နေသိနေတာတို့အများကြီးဖြစ်နေလိမ့်မယ်။ ရဓမ္မဒေါလုံးမိသားစုကတင်ထားတယ်။အဲ့ဒီထဲထဲမှာဒီမိုးပြအယူဝါဒနဲ့ပတ်သက်ပြီးတော့ဝိနည်းချက်လောက်ထားတဲ့စောင်းလင့်လေးရှိပါတယ်။အဲ့ဒီလင့်လေးကိုနှိပ်ပြီးတော့ဒေါလုံးလုပ်ပြီးတော့ဘာသာရေးကိုတကယ်နိုင်နိုင်ချွတ်ချွတ်လေ့လာခြင်းနဲ့သူတွေဆိုသွားပြီးဖတ်ကြည့်ပါဒီတော့တခါလေးပြောချင်တာကဒီယူဝါဒကိုလက်ခံကြရဲမိတ်ဆွေတို့ကိုယ်တိုင်လဲသွားဖက်ကြည့်ပါဗျာသွားဖက်ကြည့်ပါနော်အဲ့လိုမျိုးသွားဖက်ကြည့်လိုက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့အတူကြီးတွေလည်းပြန်ပြောင်းလာပါလိမ့်မ ဒီတော့ဒီကနေ့ခေတ်ဟာဘာကြောင့်ဒီလောက်ထိဟိုဓမ္မရမတွေဟာလीတတန်းရှည်နေရလဲဆိုတာကျွန်တော်လေးတခါတလေစဉ်းစားမိအောင်နော်ဒီကနေ့ခေတ်မှာကျွန်တော်တို့တက်တိကြတက်ကြရဲဆရာတော်တမန်တော်ရိတာမရှိရင်ပေါ့အဲ့ဒီဆရာတော်တမန်တော်ရိတာမရှိဒီဓမ္မကိုအရမဝီနိရှိယနဲ့ပတ်သက်ပြီးဆုံးဖြတ်ပြီးမဲ့ပုံကိုယ်တွေတာမရှိဒီလူတွေဘလောက်တောင်မှချေလေပြီးတော့ဂိုင်းမောင်း၃၆တောင်ဖြစ်နေမလဲမသိဘူး ။ဆရာကလည်းတကိုင်းထောင်သူ့ရဲ့လက်ဝဲတစ်ဖက်ကလည်းတကိုင်းထောင်လက်ရတစ်ဖက်ကလည်းတကိုင်းထောင်အဲအဲ့ဒီအောက်ကနေတပေပေါင်း16000လေးတွေကလည်းတကိုင်းထောင်ဂိုင်းပေါင်း16000ပါတကယ်ဖြစ်သွားနိုင်မယ်တလားဒီနိုင်ငံတော်တန်ခါမာနိုင်ကအဖွဲချုပ်ကြီးရှိနေလို့သာတော်သေးတာမရှိတော့음နေအောင်ဒီတယ်ဒီတော့တချို့ကလည်းပြောကြသေးတယ်မင်းဟာဟိုဗါလေဒီတန်ခါမာနိုင်ကအဖွဲက လုတ်တမြပြောတမြကိုမင်းအကုတ်အမှန်ထင်နေတဲ့ကောင်လို့ပြောရရင်တော့ဗျာသူတို့ပြောချင်တာကတော့ကျွန်တော်ဘောမဘောမလို့သူတို့ပြောချင်တာပေါ့ဘောမလို့ပြောအောင်လဲမင်းတို့ကောင်းနေရတယ်နော်အခုဒီကမင်းတို့ဒီဝေတော်ရောက်နေကြပြီသမီးနေစာရွေးကြီးတာလားရေဘက်တောက်ပြီးကြီးလာတဲ့ကောင်တွေလားတော့မသိဘူးဘောမလည်းပြောအောင်လဲငါလည်းဘာမှမဘောမအောင်ပြီးတော့ရှိသေးတယ်မနီရတော့ကဒါမနီရဗီဒီယိုနှစ်ပုတ်မှလည်းတူတယ်ကျွန်တော်ကဒါအတ္တိကိုစီအောင်ဗျာကြီးရဲ့ အာဗီဒီယိုလေးနဲ့ဥပမာပေးပြီးတော့တင်တာပေါ့နော်တကယ်တော့ကျွန်တော်လုတ်ထားတဲ့ဗီဒီယိုလေးမဟုတ်ရှေ့မှာ YouTube မှာရှိပြီးသားအဲ့ဒီဗီဒီယိုကိုကျွန်တော်ပြန်တောင်းပြီးတော့ဒါအပိုင်းပိုင်းလေးလုတ်ပြီးတော့တင်ပြီးတာအဲ့လိုမျိုးတင်လိုက်တဲ့ခါကျတော့တို့ကလေလာတာပေါ့အာဆရာဘုရားကြီးကိုစတယ်တို့အမြင်မကြီးကြအောင်လीအမြင်မကြီးကြတဲ့ကောင်တွေကလည်းကောင်ဒီကောင်မတွေပေါ့အာတိတကူကအာနောက်စကားနဲ့ပတ်သက်ပြီးတော့အာဘလို့ဆရာတပည့်တွေဘလို့မျိုးတွေသိရမလား အာတော့ဘောရီမာတယ်ပေါ့ဗျာဆရာတော်ကြီးပြောချင်တာတို့အဲ့လိုမျိုးပြောချင်တာမင်းအဲ့ဒီဟာကြီးပြန်ဖြန့်ဝေးတယ်ဆိုတော့မင်းကလည်းဘောမာပဲလို့ပါတော့မဆိုင်ဘူးလေမင်းတို့ရဲ့အတွေးမင်းတို့ရဲ့ brain ကအဲ့ဒီလောက်ပဲရှိတာပေါ့ငါအံ့ဩလို့မဆိုဒါကြောင့်မလို့မင်းတို့ဒီ UI တွေကိုမင်းတို့ရောက်နေတာဒီလိုမျိုးဟိုနေရာမှာရမ်းတာဖြစ်တယ်ဆိုတော့တူ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 သွားလိုက်ဒီနေရာမှာနေမယ်ရောက်မယ်ဆိုတော့တူ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 သွားလိုက်နေမင်းတို့ကအရင်ဖြက်လန်းကလိုက်လွန်တာဘာသာကြီးကိုဖြက်လန်းကလိုက်တယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့မင်းတို့ခနာလေးနဲ့နေပြန်ရောက်ချင်တာဟောစောက်ပြင်းနေရှင်းရှင်းပြောရင်စောက်ပြင်းနေလို့ပြောချင်တာ ကတော့ပါရဲ့နော်စတော့ထဲကြီးတဲ့လူကြီးခွလုပ်ပေးပါစောက်ပြင်းနေလို့ပြောချင်တာတကယ်နိနေကကစာဥစာပြီးဒီလိလာတကယ်ဆရာတော်သမတော်ကြီးဒီချီမှာအချိန်တစ်ခုထီကိုမင်းတို့စီးကက်ပြီးတော့မှနိဗ္ဗာန်ရောက်ချင်တာမဟုတ်ဘူးနော်ဒီအနိစ္စဒုက္ခအနတ္တလို့ခေါ်တဲ့လက္ခဏာ၃ပါးတွေကိုမင်းတို့အချိန်တိုင်းတာတစ်ခုလောက်ထီကိုကြိုးစားပြီးမှမြင်ချင်တာမဟုတ်မင်းတို့မမြန်မြန်နိဗ္ဗာန်ရောက်ချင်တဲ့ကောင်မင်းတို့မြန်မြန်သွားတာပဲဖြစ်ချင်တယ်ချက်ချင်းရန်တာဖြစ်ချင်ဘူးရတယ်တင်တန်းရှိမင်းတို့ချက်ချင်းအဲ့ရန်တာဖြစ်လို့ရတယ်တင်တန်းတော့သွားတတ်ကြမှာမသိဘူး မင်းတို့ယူသွမှုอ่ะအဲ့လိုမျိုးဒါကြောင့်မင်းတို့ကတနာစီရလေးတွေဘာကြောင့်လဲဆိုတော့မင်းတို့မှာဘာသာရေးနဲ့မင်းတို့ရဲ့ခံစားချက်တွေကရောထွေးနေတာဘာသာရေးကိုလိလာတဲ့နေရာမှာဘာသာရေးကိုချင်းကပ်တဲ့နေရာမှာမင်းတို့ရဲ့ emotion တွေကိုလीအဲ့ဒီ emotion တွေကိုထည့်ပြီးတော့ချင်းကပ်လို့မရအောင်ကွာအဲ့ဒါမျိုးတွေလုံးလို့မရအောင်ဘာသာရေးအမတန်းမှတိမ်မွေ့ဘာသာရေးအမတန်းမှနူးညံ့နေတယ် အဲ့ဒီနူးညံ့တိမ်မွေးတဲ့ယာတွေကိုနူးညံ့တိမ်မွေးတဲ့စိတ်တွေနဲ့ချင်းကပ်ရတယ်။အဲ့လိုမှမဟုတ်ရင်မင်းတို့ပုပ်ကိုဇွဲတယ်နိုင်ငံကြီးဆွဲတယ်မင်းတို့အသွေးပေါင်း16000တောင်နဲ့ချင်းကပ်လို့မရအောင်တကယ်စစ်မှန်တဲ့ဘာသာရေးကိုမင်းတို့အဲ့ဒါကြောင့်မရတာအဲ့ဒါကြောင့်မင်းတို့တွေလမ်းလွဲနေကြတာဘာဆိုင်လဲကွာနော်ငါမျှဝေခဲ့တယ်ထင်ပါလားတတိဝဆရာတော်ဘုရားကြီးဟောကြားတဲ့တရားကိုမင်းတို့နားထောင်ရမှာကိုကိုပြောရင်ဒီဆရာကြီးကိုမင်းတို့မကြည်ညိုဆိုပိတ်ထားလိုက်အဲ့စကရင်ကိုမှောက်ထားလိုက်ပြောနေတဲ့အတောင်နားထောင် ီမျက်နှာကြီးမမြင်ကျင်းกว่าဆိုပြီးမှောက်တာလည်းရတယ်။အော်ဘာကိုပြောနေတာလဲကိုမင်းတို့သိအောင်။စကလုံးကပါလေဆိုလိုချင်တာကပါလေဒါကိုမင်းတို့နားလေရမှာ။မင်းတို့ကအဲ့ဒီလိုမဟုတ်ဘူး။မင်းတို့ရဲ့အတူရကြတော့တမျိုးกว่าမင်းတို့နားမလဲဘူးတလားဒီနေ့ဒီချိန်ဒီမင်းတို့ရဲ့အတွေးကလိုက်မမီ။ဒီနေ့ဒီချိန်ဒီလည်းမင်းတို့ငါ့ကိုပြောကြတော့ဘုံမဘုံမနဲ့အဲ့ဘာလို့ဘယ်ဘောတွေမမီလဲတော့မသိဘူးကွာ။အားစရာတော့ကောင်းတယ်နော်။ဒါလည်းဘယ်ဘောတွေမမီလဲမသိဘူး။ အဲဥပမာပြောပြရမယ်ကွာမင်းတို့ဘောမရဲပေါ့မင်းတို့ပဲမမငါပဲမမဘေဘက်ဘောကိုပဲမမမတကအသက်ခံရတဘဝပေါ့ဒါပေမဲ့မင်းတို့ဆရာတင်မှားရင်မင်းတို့ဘဝပေါင်းတောင်းချောက်တော့ဒုက္ခရောက်မှာနားလေလားတော့မင်းတို့အဲ့ဒါကိုနားလေကြလားကျွန်တော်ဟုတ်ပြီအာဒီခါမှာကျွန်တော်တို့ဒါဒီကနေ့မှာတော့ကျွန်တော်ကဒါလက်တန်းထိုင်ပြောပြသွားတာဖြစ်တယ်အခုဟာကတော့ကျွန်တော်တို့ဒါဒီဓမ္မရမနဲ့ပတ်သက်ပြီးတော့ အဖြေကြားထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုကျွန်တော်တို့နားထောင်ကြည့်မယ်ဒါလေးကိုနားထောင်ပြီးရအခါမှာမစ်ဆူရိုရီအတွေ့တစ်ခုရသွားပါလိမ့်မယ်ရှင်နေဘာသာရေးနယ်ပယ်မှာဓမ္မအာဓမ္မဝိဝါဒကွဲပြားကြတာမကြခဏတွေ့ရပါတယ်တရှိရသည်မှာနှစ်40ကာလကြော်ခဲ့ပါပြီဘာကြောင့်ပါလဲယနေ့အချိန်ထိအဘဲကြောင့်အကိစ္စမျိုးကိုသက်ဆိုးရှိကြနေတာလဲဆိုပြီးတော့မြင်းမြန်းထားဖြစ်ပါတယ်ဒီကောနှစ်ပိုင်းပါနော် ဓမ္မအတ္တမဘာလို့ဖြစ်နေရလဲပေါ်ပေါက်ရတာလဲနောက်ပြီးဘာသာသက်ဆိုရှိရလဲပထမတစ်ပိုင်းကိုဖြေမယ်ဆိုရင်တော့ဓမ္မအတ္တမဖြစ်ပေါ်လာခြင်းအကြောင်းရင်းကတော့တဘာဝနိယာမပဲဒါလူရင်းတူချင်းပြောတာလေဘာကြောင့်လဲဆိုတော့စိတ်မှန်မှုတစ်ခုရဲ့နောက်ကွယ်မှာအတူရောင်စွာပေါ်နေနေရပဲအင်ဒီသိခာကြီးသူတွေရဲ့နောက်ကွယ်မှာဟန်ဆောင်ကောင်းသူတွေအများကြီးရှိတယ်အကြီးမျိုးကလေးစားကံပုဂ္ဂိုလ်တွေရဲ့နောက်ကွယ်မှာမှန်တက်ကောင်းတဲ့လူတွေနေရာယူလို့ရှိတယ်အဲ့ဒါတဘာဝဓမ္မပဲပေါ့နော်ဟိုစိတ်မှန်ပြီးတော့နီးလန်းကြတဲ့ အတိညာနဲ့မဟုတ်ချုပ်နိုင်သေးသမျှဒီအတ္တမဝါဒဆိုတာအတုရောင်နေစွာပေါ်လာမှာပဲ။မြတ်စွာဘုရားရှင်ကမေ့ကျစစ်သားကသဘာတဲ့။ယောဂနဲ့ရှင်အတုတို့သည်မဖြစ်ပေါ်သေး။အကျင့်မြတ်သောကာလပတ်လည်း၌ရှင်စစ်တို့သည်လည်းမကွယ်ပါသေး။ယောဂနဲ့ရှင်အတုတို့သည်ဖြစ်ပေါ်ကုန်၏။အကျင့်မြတ်သောကာလပတ်လုံး၌ရှင်စစ်တို့သည်လည်းကွယ်ပါကြကုန်၏။ဒါအတုရောင်ပေါ်လာတဲ့အဟောင်း။အဲ့ဒါကိုရှင်မဂ္ဂသဘာကလည်းပထမသင်္ကန်းတည်းကနီးမှရဟန်းတွေကိုမေ့တယ်။ရဟန်းတို့တဲ့။ဒီသာသနာဘုရားမှာ အလေးစီဆိုတဲ့မသူတော်တရားတွေမထွန်းကားမီလေးစီဆိုတဲ့သူတော်ကောင်းတရားတွေမဆုတ်ယုံမီပေါ့အင်အားမကောင်းမီပေါ့မကောင်းတဲ့ပုံကိုယ်တွေအင်အားမကောင်းမီအတ္တမဝါဒတွေအင်အားမကောင်းမီဓမ္မဝါဒတွေအင်အားမရော့မီတို့သင်္ကာရဏတင်ကြစို့လို့ပြောတာအဲ့ဒါဘာလဲဆိုစစ်မှန်သောနီးလန်းကြတဲ့အသိဉာဏ်နဲ့ဟိုလောက်ရတယ်ဒါပေမဲ့ပေါ်နေမှာပဲအစစ်ရှိရင်အတူပေါ်နေမှာပဲအဲ့ဒါလောကသဘာဝလို့မှတ်ပေးပါဘာကြောင့်အတ္တမဝါဒတွေရှိနေနောက်တစ်ခုကဘာကြောင့်သက်ဆိုးရှင်နေတာလဲအဲ့ဒါတော့ဥပမာဥပမေယျလေးနဲ့ပြောကြင်တာအဲ့ဒါဘာလဲလို့ဆိုတော့ ဟိုဥပမာပေါ့ဗျာနော်လောကမှာဆေးလေးတောက်တာဟာအန္တရာယ်ရှိတယ်ဆိုတာအသိဉာဏ်ရှိတဲ့ဉာဏ်သိတယ်ဘာဖြစ်လို့ဆေးလေးတောက်ခြင်းတွေသက်ဆိုးရှင်နေကြလဲအကြောင်းနဲ့ချက်ရှိတယ်တက်ဆေးလေးမဖြတ်နိုင်တဲ့ဆေးလေးဆွဲနေတဲ့ပုံစံတွေရှိနေတယ်ဒုတိယချက်ကဝိသမလောဘသားတွေရှိနေတယ်သူကြီးပွားရေးဖြစ်ရင်ပြီးရောပေါ့အရသမားနဲ့ထုံနည်းကြည့်တာပေါ့ဗျာအရင်ကျန်တဲ့ပုံစံတွေဘာပဲဖြစ်ဖြစ်သူကသူဘာယောဂါပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီနှစ်ချက်ပေါ့အဲ့ဒီချက်မှာတစ်ချက်ထပ်ပြီးပေါင်းခြင်းထည့်ပြခြင်းအဲ့ဒါဘာလဲလို့ဆိုတော့ဟို ဆွေးနွေးကြောက်ချင်းစီကျမ်းမာရေးကိုထိခိုက်နိုင်ပါသည်လို့ဆိုတဲ့ဩဝါဒလိုလိုနိတိလိုလိုပညာပေးလိုလိုအကြံပေးလိုလိုပေါ့ခပ်ပြော့ပြော့စကားတွေကြောက်လည်းပဲဆက်ဆိုးရှင်နေတာဖြစ်တယ်အမှန်တကယ်ကအဲ့လိုခပ်ပြော့ပြော့ပြောလာတဲ့စီရင်ချက်သဘောမျိုးပေါ့ဆွေးနွေးမတော့ကတွေးရှိကထောင်းနှံဆယ်နဲ့ဆွေးနွေးမသက်မကြောင်းကတွေးရှိက30 30 300ပေါ့ဗျာဥပမာအပြင်ပေါ့အဲ့ဒါလိုစီရင်ချက်လုတ်ပေးလိုက်ရင်ခုနစနစ်ဆွဲပြီးတော့မဖြတ်နိုင်တဲ့လူတွေသူကလုံးဝပါပြီးကုန်သွားတယ်နောက်လူတွေမတော့ရဲတော့အဲ့ဒါကြောင့်ခုနခပ်ပြော့ပြော့ခန့်ညံ့ညံ့စကားတွေတဲ့ စီရင်ချက်ဆိုတဲ့ဟာမျိုးလည်းထည့်ပြီးရင်တဆိုးမရှိဘူးဒါဥပမာဆက်လက်တောက်တာ။ကောင်းပြီအခုမေးတဲ့ဟာမျိုးဥပမာရသွင်းလိုက်မယ်။ကိုယ်ပြမှုမှန်ကန်ရေးအတိမြင်စင်ကြယ်ရေးပေါ့နော်။နောက်ဟိုဘုရားဓမ္မအတိမြင်စင်ဓမ္မမြင်မာရေးပေါ့။အဲ့ဒါတွေကိုထင်းချုပ်တဲ့အခါမှာလည်းပဲခုနပြောလို့လေးပြေသေးတဲ့ခပ်ပြော့ပြော့စကားတွေကိုရှောင်သင့်တယ်။ဘလို့ခပ်ပြော့ပြော့စကားတွေလဲဆိုဤရာတို့သည်ထေရဝါဒပိဋကတော်၌မပါရှိပါ။ဒါခပ်ပြော့တာ။ ဤຢာတို့သည်သာသနာ့ဘအယူဆများသာဖြစ်ပါသည်သူကလွတ်ချင်တာတွေလုပ်နေမှာနတ်တွေကရင်ကမူဟွာကြီးလွတ်ချင်တုန်းနေမှာပေါ့နော်နောက်တစ်ခါမြတ်စွာဘုရားရှင်ကကိုယ့်ကိုယ်ကိုယ်စားဖို့လေအတ္တယအတ္တရောနာတော့ကိုယ့်ကိုယ်ကကိုယ့်ကိုယ်ကိုယ်စားရင်အာကိုဖို့နော်အဲ့လိုလေးဟောထားပါသည်ဆိုတော့အဲ့ဒီလိုလေးပြေးသေးတဲ့ခပ်ပြော့ပြော့စကားတွေထဲစာတိပစ္စည်းခန္ဓာတိပစ္စည်းဒေသနာတော်နဲ့မျှရမယ်အယူဝါဒတစ်ခုကျင့်စဉ်တစ်ခုဒီဒေသနာတော်နဲ့မငြိမ်ညွတ်ပါက ဓမ္မဝါဒမဟုတ်အဓမ္မဝါဒဖြစ်ပြီဆိုရင်အဲ့လိုဝိနည်းစရာတွေတင်ပြီးတော့လက်မှတ်ထိုးအကုန်လုံးဖမ်းချုပ်စရာကြီးဖမ်းချုပ်လူထွက်စရာကြီးထွက်ပေါ့နော်အဓမ္မဝါဒတွေအဲ့လိုမျိုးစီရင်ချက်မျိုးတွေလည်းအများကြီးလိုတယ်ခက်ခက်ကြမ်းကြမ်းပေါ့နော်မျိုးမို့ရင်တော့အသိဉာဏ်ရှင်ကျယ်ရှင်တဲ့လူတွေကိုယ်ကမူမှန်ကန်ရှင်တဲ့လူတွေကခုနပြိုလဲတော့မဲ့တစ်ပင်အောက်လေဝင်ခိုးတဲ့လူတွေပဲဒုက္ခတွေအများကြီးရောက်အခုအဓမ္မဝါဒပုဂ္ဂိုလ်တွေကြီးတိတ်နားမလဲတဲ့ပုဂ္ဂိုလ်တွေကဒီထဲမှာပဲကျင်းတဲ့လူနောက်လဲပါသွားတာပဲဟိုဘုရားစကားတွေကို ုတ်တက်ခဲ့ဘာသာပြန်တဲ့လူတွေနောက်လည်းအဟုတ်တင်ပြီးပါကားတာပဲเนาะဒါကြောင့်အထမဝါဒဘာကြောင့်ပေါ်သလဲလို့ဆိုရင်ခုနပြောတဲ့အတူအောင်နေစားတော့ရှင်မြဲပဲလောကတဘာဝဓမ္မလို့မှတ်ပေးပါအဲ့တော့စစ်မှန်ပြီးဟိုနားလည်နိုင်နေပေါ့เนาะအမြင်မှန်နဲ့အဲ့လိုအသိဉာဏ်တွေနဲ့ဆုံးဖြတ်ပေးပါနောက်တဆိုးရှည်ရခြင်းအကြောင်းရင်းရတော့ခုနပြောတဲ့ခပ်ပြော့ပြော့เนาะဟိုလေပြေးသေးစကားတွေတဲ့စီရင်ချက်လို့သဘောမျိုးဝင်းနေစရာလို့သဘောမျိုးဟာမျိုးတွေဟို ိုင်ငံတော်အစိုးရနဲ့ကောသာသနာပိုင်တွေကောဒါကိုပေါင်းပြီးမြင်မြင်လုပ်ရင်အတ္တမဝါဒအသက်ဆုံးမရှိပါဘူးဒါလိုရင်းဖြစ်ပြရတယ်နော်ဟုတ်ကဲ့ဒီဗီဒီယိုကို နားထောင်လိုက်ရတော့မိတ်ဆွေတို့ဒီအတွေ့အကြုံရသွားလိမ့်မယ်ဟုတ်တယ်မလားတကယ်တော့ကျွန်တော်တို့လေးပြေးသွေးနေတဲ့ကိစ္စတွေရှိလို့သာပန်းလေးတွေပွင့်ကောင်းနေတာပါလေးပြေးမသွေးတော့ရင်တော့ပန်းပွင့်လို့မကောင်းပါဘူးဒါကြောင့်မလို့ကျွန်တော်ကြံပေးချင်တာကတော့ဒီဝါရကို အာမေဂျီရိုဒီအင်တိုင်အားတိုင်းလူတွေကြားရအောင် ပြန်လဲဖြန့်ဝေနေခြင်းဟာအမတန်မှအန္တရာယ်များပါတယ်။အန္တရာယ်များတယ်ဆိုတာလူတွေအတွက်လည်းအန္တရာယ်များတယ်လို့မိတ်ဆွေတို့အတွက်လည်းအန္တရာယ်များပါတယ်။နော်။ဘာကြောင့်လဲဆိုတော့အရမဝရပြေဆုံးဖြတ်ပြီးသားဝါဒတစ်ခုကိုပြန်လဲအသက်သွင်းခြင်းဟာအဲဥပဒေကြောင်းရဆိုရင်လေမိတ်ဆွေတို့တွေအတွက်အန္တရာယ်များပါတယ်။ဒါကြောင့်မို့လို့မလုပ်ကြပါနဲ့။ကျွန်တော်ကတော့အဲ့ဒီလိုမျိုးလေးပဲ။ အကြံပေးခြင်းနဲ့ပြန်ပြီးတော့မိတ်ဆွေတွေအသက်မသွင်းကြပါနဲ့နော်အာဒီကနေ့ခေဒီကနေ့ခါဆိုတာလူတွေကဘုရားစာပေနဲ့ပတ်သက်ရင်ပို့ပြီးတော့ဝေးကြပါလေအပြင်စာပေတောင်မှနားမထောင်ကြပါဘူးဘုရားစာပေဆိုပို့လို့တောင်စိုးသေးတယ်ဒီလိုခေကြီးတွေမှာမိတ်ဆွေပြန်လဲအသက်သွင်းနေတာကတော့အိဗယ်မရှိဘူးလို့ကျွန်တော်တို့ကတော့ထင်ပါတယ်ဟုတ်ပါပြီဗျာဒီတော့ကျွန်တော်ဒါဆော့ဆော့ဗီဒီယိုဖိုင်ထဲမှာဆရာကြီးဦးစင်းလင်းပြောခဲ့သလိုတရားတော်ဝါဒတွေတဆူးရှိနေရတယ်ဆိုတာက တကယ်ဟိုကြံကြံတန်းတန်းနေပေါ့နော်တိတိပပပြက်ပြက်သားသားမလုကြသေးလို့ပါမလုကြသေးဘူးဆိုတာလည်းမလုချင်သေးလို့ကြည်နေတဲ့အနေထားပေါ့ဗျာလောကကြီးမှာမတည်ဘူးဆိုတာတော့မရှိပါဘူးဒီကနေ့ခေတ်ကြီးမှာနော်မတည်ဘူးဆိုတာမရှိဘူးမတည်ချင်အောင်ဆောင်ပေးထားတာပဲရှိတယ်တကယ်တကယ်တိုင်သူရှိလို့ထားလဲဖြစ်ရောဘယ်သူနဲ့နာမလဲမင်းစီလို့စဉ်းစားပါနော်ရှိမှသာရကကြီးအများကြီးရှိကြပါတယ် ဟုတ်ပါပြီဒီဗီဒီယိုကတော့ဒါမူပြဝါရအာဓမရဲ့အပိုင်းလေးဖြစ်ပါတယ်တကယ်လေအာရမဝါရမို့လို့ကျွန်တော်ဟာဒီနေ့ဒီချိန်ဒီအာရမဝါရလို့ပဲပြောပါရတယ်။ရုပ်တချို့သောပုံကူတွေကလည်းမင်းမြဝီတော့မှပဲလူပေါင်းမြောင်များစွာတည်တယ်ဆိုတော့အဟောလို့လည်းမစိုးပါဘူး။ဟိုမှာမြဝီနေတာနှစ်ချီနေ။ကျွန်တော်ထားပြောမှတည်တယ်ဆိုတော့ပြောအောင်လေ။ဟိုကျွန်တော် channel ကြီးကအခုချိန်မှာရန်ကြီးပေါက်တဲ့ channel တခုမဟုတ်တော့ဘူး။အရင်တုန်းကတော့ရန်ပေါက်တယ်အခုချိန်မှာကျွန်တော်ကမပေါက်သေးဘူး။ YouTube ရဲ့ဒါ ်စီကန်းနေရပြန်ပြီးလဲပတ်ရအောင်ပဲဗျတိတ်မကြခင်ချင်းတို့တင်းတော့ပေါက်လာပါပါထားပါတော့ဒီတော့ကျွန်တော်ပြောချင်တာကလက်ခံကြတဲ့သူတွေလည်းကိုယ့်ဘာသာရင်းနှင်းမှာပဲလက်ခံပြီးဒိုးဒိုးတိတ်တိတ်လေးနေလဲကြပါကိုကဒါဒီယူဝါဒကိုလက်ခံတယ်မျှဝေခြင်းနဲ့ဆိုကိုသားသမီးတွေကိုဇနီးမယားတွေကိုဆွေမျိုးတွေမျှဝေပေါ့ဘာကြောင့် public ကြီးမှာတင်နေဦးမလဲဟုတ်တယ်မလားကျေးဇူးပါကျွန်တော်တို့နောက်ထပ်တစ်ပုံမှာဒီဘုရားဝါဒအာဓမ္မနဲ့ပတ်သက်ပြီးတော့ဘိုင်းငါးမှာပြန်လဲဆုံတွေ့ပါမယ်ဗျာ